သူတို့ဟာအပင်ကြောက်တန်ပေါင်းများစွာကိုအသက်မရှိတဲ့တောင်ကုန်းပေါ်တင်လိုက်ကြတယ်။ကယ်လီဖိုးနီးယားပြည်နယ်ဆိုတာဟာအမေရိကန်မှာအထင်ရှားဆုံးပြည်နယ်တွေကတစ်ခုပါ။ဘာကြောင့်လဲဆိုတော့ပထမဆုံးအချက်ကတော့သူ့ရဲ့စီးပွားရေးကအဆက်ဆက်အရာရာမှာအရန်ကိုအင်အားကြီးလိုပါ။တခြားပြည်နယ်တွေထက်အများအန်းထိတ်ဆုံးမှရှိနေပြီးနိုင်ငံတော်များများဟုတော့ကြော်လွန်နေပါရဲ့။ဒါပေမဲ့ဒီလိုကြီးကျယ်တဲ့ကယ်လီဖိုးနီးယားဟာတစ်ချိန်တည်းမှာပဲမြေစီးရွာတိုက်စားမှုဆိုတဲ့ပြဿနာကြီးတွေနဲ့တကယ်ကိုရင်ဆိုင်နေရပါရဲ့။ဒီဖြည့်စီတဲ့ဖြစ်စဉ်ကပြည်နယ်ရဲ့အဓိကနေရအားလုံးကိုထိခိုက်စေပါရဲ့။ ကံယူတန်းတိုက်စားမှုတွေကြောင့်သူ့ရဲ့ကံယူတန်းတွေဟာဆုံးရှုံးနေရပါတယ်။စိုက်ပျိုးရေးကိုလုံလုံကျွကျွနဲ့ပေါပေါဆဆလုပ်တဲ့အတွက်ညီအေရီယာတွေဆက်တိုက်ဆုံးရှုံးနေပါတယ်။အဲ့ဒီထဲကကြောက်စရာအကောင်ဆုံးကတော့တောင်ကုန်းတွေတိုက်စားခံရတာကိုပြည်နယ်မှာပုံမှန်လို့သဘောထားတာပါ။ဘာလို့လဲဆိုတော့ကယ်လီဖိုးနီးယားမှာတော်မီလောင်ကျွမ်းမှုကမဆန်ပါဘူး။မိကအစ်ပင်တည့်ရွက်တွေအားလုံးကိုလောင်ကျွမ်းတဲ့အခါတောင်ကုန်းအဆိုင်အခဲတွေပြိုကျလာပြီးလူတွေသေဆုံးတာကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်စေတာပါ ဒီလိုအနေရရှိတဲ့မြေတိုက်စားမှုတွေကိုကူညီဖြည့်ရှင်းပေးနိုင်တာဘာလဲဆိုတာသင်သိပါသလားဟုတ်ပါတယ်အဲ့ဒါတွေကတော့တစ်ပင်သေးတွေပဲဖြစ်ပါတယ်တစ်ပင်သေးအမြင့်တွေအများကြီးကသာကူညီဖြည့်ရှင်းပေးနိုင်တာပါဒီတော့ဒါကဘလို့အလုပ်လုပ်တယ်လဲဆိုတာကျွန်တော်တို့လေ့လာကြည့်လိုက်ရအောင်ပါကယ်လီဖိုးနီးယားပြည်နယ်မှာမိုးရွာသွန်းမှုနဲ့ပတ်သက်ပြီးပြဿနာတွေရှိနေတယ်ဆိုတာလူကြီးမင်းတို့အချိန်ပေါင်းများစွာကြားပူးမှာပါ ဒီကဒေတာခန်တွေကမိုးတဲထန်စွာရာပြီးဆိုတာနဲ့ဒုက္ခရောက်တော့မယ်ဆိုတာသိနေကြပါတယ်။ဘာလို့လဲဆိုတော့ဒီကမိုးကအချိန်အတိုးလေးအတွင်းရေပမာဏအများကြီးကျလာတတ်လို့ပါ။ဒီလိုမိုးရရဲ့နောက်ဆက်တွဲကတော့ရေကြီးတာပါ။ဥပမာ2022ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကနေ2023ခုနှစ်မတ်လ25ရက်နေ့အတွင်းအချိန်အတိုးလေးမှာမိုးအများကြီးရွာခဲ့လို့ကယ်လီဖိုးနီးယားမှာလူ22ဦးသေဆုံးခဲ့ရပြီးအင်ဂျီအနည်းဆုံး2သိန်းမီးပြတ်ခါလူ6000ကိုဘေးလွရာရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။ ပျက်စီးဆုံးရှုံးမှုပမာဏကအရန်ကိုများတာကြောင့်ကပေးအစစ်မဟုတ်ပေမဲ့အတိအကျခံမှန်းဖို့တော့မလွယ်ပါဘူး။ဒီအခြေအနေမှာဝန်ထဲစီရအကောင်းဆုံးအပိုင်းကတော့အရင်ကဒီလိုမဟုတ်ခဲ့ဘူးဆိုတဲ့စကားလိုပဲအခြေအနေတွေကပိုကောင်းခဲ့ဘူးလေဆိုတာပါ။သူတိတိရရဲ့ကောက်ချက်အရကလီဖိုးနီးယားဟာမိုးခေါင်ရေရှားမှုခဲ့တဲ့ရောင်းနေပြီလို့ဆိုပါရယ်။ဆိုလိုတာကမိုးရွာတဲ့ကြားကာလတွေပိုရှိလာပြီးအရင်ကထက်အချိန်တိုအတွင်းရေတွေပိုများများရွာသွန်းနေတာပါ။ကိစ္စတွေကပိုဆိုးလာဖို့ပဲရှိသေးတယ်လို့ထပ်ပြောချင်ပါရယ်။ ။ရာသီဥတုပညာရှင်တွေကမိုးခေါင်တာဟာပူကြလာပြီးမိုးကပူပြင်းပူတိုးတဲ့အချိန်မှာရွာသွန်းလာမယ်လို့ပြောပါရယ်။ရေကြီးတာအပြင်ဒီကနေ့ခေတ်ကယ်လီဖိုးနီးယားဟာတော်မီတွေနဲ့လည်းပတ်သက်နေပါရယ်။2025ခုနှစ်ဇန်နဝါရီလက Los Angeles မြို့ကြီးနဲ့ပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ခဲ့တဲ့ကြောက်မဖွဲရမီးလောင်ကျွမ်းမှုအကြောင်းကိုတော့လူတိုင်းကြားဘူးကြားမှာပါအစားအုံတပေါင်းကျော်ပျက်စီးခဲ့ပြီးလူတသိန်း8000ဘေးလို့ရအောင်ရွှေ့ပြောင်းခဲ့ကစုစုပေါင်းပျက်စီးဆုံးရှုံးမှုကဒေါ်လာ250ဘီလီယံအထိမြင့်တက်သွားခဲ့ပါတယ် ဒီလောက်ထိဆိုရပေမဲ့ဒါဟာကယ်လီဖိုးနီးယားမှာဖြစ်ခဲ့တဲ့တစ်ခုသီးသောမီးတော့မဟုတ်ပါဘူး2000ပြည့်နှစ်တုန်းကဆိုရင်တစ်နှစ်ကိုလောင်ကျွမ်းတဲ့မြေဧကဟာဧက8900ကနေတိတရမ6တန်းလောက်အထိရှိနေကြတာပါဒါပေမဲ့လည်းဒီကိန်းကနန်းတွေကအများဆုံးတော့မဟုတ်သေးပါဘူးဥပမာ2020ပြည့်နှစ်မီးလောင်ရာသီတစ်ခုထဲမှာပဲမီးလောင်ကျွမ်းမှု8100ကျော်ရှိခဲ့ပြီးဧက4တရမ4တန်းကျော်လောင်ကျွမ်းခဲ့ပါတယ်ကယ်လီဖိုးနီးယားပြည်သူ3500ကျော်ဟာမီးအံ့တွေအလွန်မြင့်မားတဲ့နေရာတွေမှာနေထိုင်ကြပါပြီး လူ2.5တန်းကတော့မိဘအန်ရဲ့ပြင်းထန်တဲ့ဇုံတွေမှာနေထိုင်ကြပါတယ်။လူတွေကိုခြံထားပြီးစဉ်းစားမယ်ဆိုရင်ကယ်လီဖိုးနီးယားရဲ့မိအန်ရဲ့ဖျားတဲ့အကြောင်းရင်းတွေဟာမကြာခဏရေကြီးရတဲ့အကြောင်းရင်းတွေနဲ့အတူတူပါ။ဒါကတော့ယာတိဥရုကြောင့်ရဲ့ယာတိဥရုအခြေအနေပိုဆိုးလာတာအကြောင်းပါ။အဆိုရအလွန်နေတာအပူချိန်မြင့်တာမူးမရွာတာလေပြင်းတိုက်ခတ်တာစတာတွေကြောင့်မီးအများကြီးဖြစ်စေပါလေမီးနဲ့ရေကြီးတာဟာနေရာတစ်ခုထဲမှာနေဖြစ်နေပါလေဒါကလည်းပြဿနာကြီးပါ မြေဆီလာတိုက်စားမှုကြောင့်ပိုဆိုးပါရယ်အထူးသဖြင့်တောင်ကုန်းတွေတိုက်စားခံရတဲ့အခါမှာပါဥပမာအဖြစ်အမေရိကန်ဘူမိဗေဒစစ်တမ်းကမှတ်တမ်းတင်ထားတာက1980ပြည်လောနှစ်တွေကနေ2010ပြည်လောနှစ်တွေအထိမြောက်ကယ်လီဖိုးနီးယားမှာတော်မီလောင်ကျွမ်းပြီးတဲ့နောက်တောင်ကုန်းတိုက်စားမှုဟာဆယ်ဆတိုးလာတယ်လို့ဆိုပါရယ်တောင်ကုန်းတွေစီကမြေဆီလာတိုက်စားမှုတွေကမကြာခဏပိုဖြစ်လာတာကြောင့်လမ်းကြောင်းပေါ်ကအရာအလုံးကိုဖျက်ဆီးဖြစ်တာပေါ့ဥပမာလမ်းတွေအိမ်တွေနဲ့တခြားအခြေခံအဆောက်အအုံတွေဖျက်ဆီးနိုင်ပါရယ်လူတွေနဲ့တိရစ္ဆာန်တွေပါတေဆုံး ထိခိုက်ကုန်ကြပါရည်။အဲ့ဒီအပြင်တောင်ကုန်းလေးပေါ်ကမီးလောင်တဲ့မြေစီလွာနဲ့တစ်ပင်တွေဟာမြေတိုက်စားမှုတစ်ခုတည်းကိုသာမကရေကြီးမှုကိုပါဖြစ်စေနိုင်ပါသေးတယ်။အထူးသဖြင့်ကယ်လီဖိုးနီးယားမှာရှရှပါပါဒါပေမဲ့တဲထန်စွာရွာတဲ့မိုးတွေရှိတဲ့အခါမှာပါ။အပင်တွေနဲ့အပေါ်ယံမြေလွာတွေမရှိတော့တဲ့အတွက်မိုးရေတွေဟာအောက်ကိုတန်ပြီးစီစဉ်သွားပါရည်။ရေကိုထိန်းထားပေးမယ့်အရာဘာတစ်ခုမှမရှိတော့ပါဘူး။ဥပမာအနေနဲ့2014ခုနှစ်မှာ El Dorado အမျိုးသားတစ်တော်အနီးအနား El Dorado စီရင်စုနားမှာဖြစ်ပွားခဲ့တဲ့ Kings Fire မိလာမှုကြည်လင်ပါရယ်တတော်အိတ်က6900နီးပါးပျက်စီးခဲ့ပြီးအများစုကတောင်ဆောင်နေပေါ်မှာပါအဓိကလမ်းမကြီးဖြစ်တဲ့11 Pyrog နဲ့ SMUD ရေအားလျှက်စစ်ဆက်ရုံရဲ့အဓိကအစိပ်ပိုင်းတွေဖြစ်တဲ့ Brush ချောင်းနဲ့ Slab ချောင်းရေကန်များမှာပါအန္တရာယ်ကြုံခဲ့ရပါတယ်ဒါအပြင်တောင်ကုန်းတွေကစီးဆင်းလာမဲ့ရှုံတွေအနေအနှစ်တွေကရေထုပ်ပိုက်တွေကိုပိတ်ဆို့ပြီးချောင်းတွေနဲ့ရေလောင်ကန်တွေတဲက ရေအရေးအသွေးကိုထိခိုက်စေတာနဲ့အန္တရာယ်လည်းရှိခဲ့ပါတယ်။ချုပ်ပြီးပြောရမယ်ဆိုရင်ပြဿနာများစွာဖြစ်လာနိုင်တာကိုကြိုတင်ခန့်မှန်းထားခဲ့ကြတာပါ။ဒါပေမဲ့အမေရိကန်တည်တော်ထာနာမှရှိတဲ့မြေစုလာသိပ္ပံပညာရှင်၊ရုပ်ခဗေဒပညာရှင်နဲ့ရေအားပညာရှင်တွေကစိုးကြိုးတွေဖြစ်စေမယ်ကယ်လီဖိုးနီးယားမိုးကိုထိုင်ဆောင်မနေခဲ့ကြပါဘူး။မိုးကြီးမလာခင်ချက်ချင်းကယူဆိုင်ဖို့လိုအပ်တဲ့တည်တော်အေက1200ကိုသူတို့သတ်မှတ်ခဲ့ကြပါရဲ့။ အရာလုံးကိုတွက်ချက်ပြီးတဲ့နောက်သူတို့ညီကုန်းချုပ်လိုက်တာကတော့အပင်အသေးတွေဒါမှမဟုတ်တနည်းအားဖြင့်ကောက်ရိုးရဲ့အကူအညီကိုယူဖို့အချိန်တန်ပြီဆိုတာပါ။ပေါင်းမေမပါတဲ့ထောက်ခံချက်ရထားတဲ့စပားပင်တွေကလည်းရတဲ့ကောက်ရိုးအိတ်ကြီးတွေကိုအလျားလိုက်ကျိတ်ဆက်တွေထဲထည့်ပြီးသေးငယ်တဲ့မြေဆွေးဖက်လေးတွေအဖြစ်ခုတ်ထည့်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ရဟတ်ရင်တွေပေါ်လာပါတော့တယ်။အခုခေတ်မှာလမ်းပြစနစ်တွေကအဆင်ပြေနေပြီမလို့ကောက်ရိုးတွေကိုမရောက်တဲ့နေရာတွေမှာမှားချမိတာမရှိအောင် စိတ်ပူစရာမလိုတော့ပါဘူး။ စုစုပေါင်းပြုပြင်ထားတဲ့ကာယူအလုံးကိုပိုက်ကုန်နေတဲ့ထဲ့ပြီးအလတ်စာရဟရင်20နဲ့တင်ဆောင်ပါတယ်။အဲဒီနောက်55ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းအထိမဆောက်တဲ့တောင်ဆောင်တွေပေါ်ကတချိန်ကစိမ့်လန်းခဲ့တဲ့နေရာတွေကိုအဝါရောင်ကောက်ယိုးတွေဖုံးလွှမ်းနေတဲ့နေရာတွေဖြစ်အောင်ပြန်တန်းရင်ပြစ်ချခဲ့ပါတယ်။ကောက်ယိုးတစ်ခါတင်တာက ကောက်ယိုးဒရန်နဲ့တစ်တော့အိတ်ကတိတ်အိတ်ကနီးပါးကိုဖုံးနိုင်ပြီးခရီးတစ်ပတ်ကို၄မိနစ်ပဲကြာတယ်လို့ဆိုပါတယ်။နောက်ဆုံးမှရွေးချယ်ထားတဲ့နေရာအလုံးကိုလုံနိုင်ခဲ့ခြင်းမရှိပေမဲ့အိတ်က320ကိုတော့ကောက်ယိုးတွေဖုံးအုပ်နိုင်ခဲ့ပါတယ်။ ဒီတော့လူကြီးမင်းတို့အနေနဲ့ဒီကိစ္စအောက်ရိုးနဲ့ဘာဆိုင်လဲဆိုတာမေးကောင်းမေးပါလိမ့်မယ်။မြေတိုက်စားမှုကိုကာကွယ်ဖို့ဘယ်လိုအထောက်အကူပြုနိုင်သလဲ။အပင်အသေးတွေကမီးရဲ့ဆိုးကျိုးတွေကနေဘယ်လိုကာကွယ်ပေးနိုင်ပါသလဲ။အမေရိကန်တည်တော်ဌာနကအကြောင်းမဲ့လုပ်ခဲ့တာတော့မဟုတ်ပါဘူး။ဒီတော့အသေးစိတ်လေးလာကြည့်အောင်ပါ။အပင်တိုင်းမှာမြေရောက်ထဲစိတ်ဝင်ကြီးထွားပြီးမြေစုလာကိုစနစ်တကျနေရာတကျရှိအောင်ထိမ့်မိတယ်။ကြီးမားတဲ့အမြင့်စနစ်ရှိပါလေ။မီးလောင်တဲ့အခါမီးတော့တွေကအပင်အားလုံးကိုဖျက်ဆီးလိုက်ပြီးအဲ့ဒီအပေါ်ယံမြေလွတ်တစ်ခုလုံးကိုဖျက်ဆီးပြစ်ပါရီး။ ဒီမြေလွှာမှာမှိုတွေဖတီးရီးယားတွေနဲ့ရေကိုစုပ်ယူနိုင်အောင်နဲ့မြေကိုထိမ့်သိမ်းထားနိုင်အောင်ကူညီပေးတဲ့ organic ပစ္စည်းတွေပါပါတယ်။မီးလောင်ပြီးတဲ့နောက်ပိုင်းမှာမြေစည်းလွှာကတည်ငြိမ်မှုမရှိတော့ဘဲတိုးတောင်းပြီးပြင်းထန်တဲ့ California မိုးတွေရွာလာတဲ့အခါရေနဲ့အလွယ်တကူစေးကြောခံရပြီးပျက်စီးယိုရင်းသွားပါတယ်။ဒါကြောင့်တောင်ကုန်းတွေစီကမြေအဆိုင်ခဲကြီးတွေကျိုးထွက်ပြီးအောက်ကိုပြိုကျအစည်းစင်းကကျွန်တော်တို့ပြောခဲ့တဲ့စိုးကျိုးတွေအလုံးဖြစ်စေခဲ့တာပါ။အဲ့ဒီအပြင်မီးလောင်လာကြောင့်မြေစည်းလွှာကအပေါ်ရန်အခွန်မာသွားပြီးရေကိုလုံးဝတွန်းထုတ်တတ်ပါတယ် ဒီလိုဖြစ်တဲ့အခါမိုးရေတွေကတောင်ကုန်းတွေပေါ်ကျပြီးမြန်ဆန်တဲ့ရေစီးကြောင်လိုစီးဆင်းသွားတာကြောင့်ရေကြီးမှုနဲ့ပျက်စီးမှုတွေဖြစ်စီပါရယ်အပင်အသေးတွေအနေနဲ့ဆိုရင်ကောက်ရုပ်မြေဆွေးတွေဟာအခြေခံအားဖြင့်မြေကိုတည်ငြိမ်အောင်လုပ်တဲ့နည်းလမ်းတစ်ခုပါပုံမှန်ကျန်းမာတဲ့တတော်မြေစီးလွာလောက်အကျိုးမပြုနိုင်ပေမဲ့ရေစီးဆင်းတော့ကိုနှေးကွေးအောင်ကူညီပေးပါရယ်ဒါကရှွံ့ညွန့်စီးကြောင်တွေဖြစ်လာနိုင်ခြေကိုရှော့ချပေးစေပြီးတောင်ကုန်းတွေစီကမြေစီးလွာအဆိုင်ခဲကြီးတွေနဲ့ရေနဲ့စီးကြောခံရတာကိုလည်းတားဆီးပေးပါရယ် ကောက်ရိုးကအကားကွယ်တပွဲဖြစ်ပြီးမြေစည်းလွာပေါ်မိုးရေရဲ့ရိုက်ခတ်မှုကိုရှော့ချပြီးလို့တိုက်စားမှုအန္တရာယ်နှဲပါသွားစေပါရည်။ဝန်ထဲစရာကကယ်လီဖိုးနီးယားမီးလောင်မှုနဲ့ပတ်သက်ပြီးတော့မြေဆွေးချခြင်းရဲ့တည်တံ့စွမ်းဆောင်ရဲ့အညွန့်ကိန်းတွေတော့မရှိပါဘူး။ဒါပေမဲ့ကာကွယ်ဖို့ရည်ရွယ်ထားတဲ့အခြေခံအဆောက်အအုံဒါမှမဟုတ်လမ်းတွေပျက်စီးရဲဆိုတဲ့သတင်းတွေအ ਨੇ စုံတော့မကြားပါဘူး။ဆိုတော့ကစိုးကြိုးတွေကိုရှောင်ရှားနိုင်ခဲ့တဲ့ပုံပါပဲ။တကယ်တော့ဒီလိုမျိုးကောက်ရိုးမြေဆွေးချခြင်းကဘယ်လောက်ထိထိရောက်တယ်လဲဆိုတဲ့အချက်လက်တွေကိုရှာဖွေနိုင်ပါရဲ့။ 2020ပြည်နယ်မှာစပိန်နိုင်ငံကမီးလောင်ထားတဲ့မြေတွေပေါ်မှာအရာအလုံးကိုတွက်ချက်လေ့လာခဲ့ကြပါတယ်။အဲဒီအရာလက်အရာပြင်းထန်တဲ့မီးလောင်ကြောင့်ဖြစ်ပြီးတဲ့နောက်ကောက်ရိုးမြေဆွေချထားတဲ့နေရာတွေဟာကောက်ရိုးမချထားတဲ့နေရာတွေထက်ရေဓာတ်ကိုပိုမိုထိန်းထားနိုင်တယ်လို့ကောက်ချက်ချခဲ့ပါတယ်။သူသေးသနာတွေအရာပျက်စီးသွားတဲ့မြေစည်းလွှာရဲ့80ရာခိုင်နှုန်းကျော်ကိုကောက်ရိုးနဲ့ဖုံးအုပ်ထားရင်မီးလောင်ပြီးတဲ့နောက်မြေတိုက်စားမှုဟာ90ရာခိုင်နှုန်းအထိကျော်ကျသွားနိုင်ပါတယ်။ ။ area ရဲ့69ရာခိုင်နှုန်းကိုပဲဖုံးအုပ်ရင်တော့တော်မီလောင်ပြီးတဲ့နောက်မြေတိုက်စားမှုက80အနေ85ရာခိုင်နှုန်းကိုကျဆင်းသွားပါပြီ။အချုပ်အဖြစ်ပြောရမယ်ဆိုရင်တော့ဒီဖြည့်ရှင်းဤဟာ California ရဲ့ Kin Fire မီးလောင်မှုမှာစိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေကိုကာကွယ်ရမှာတကယ်ပဲထိရောက်တဲ့အကြောင်းသက်သေပြခဲ့တာပါ။အဲ့ဒီအပြင်ကောက်ရုံမြေဆွေးချခြင်းဟာလန်ငင်းမြေတိုက်စားမှုကိုကာကွယ်ပေးရုံသာမကပဲမီးလောင်ထားတဲ့ area ပြန်လည်နလန်ထုဖို့ကူညီပေးတဲ့အားဖြည့်စေတမျိုးလိုပါ။ ငွေပြန်မှုကိုရှော့ချပေးပြီးမိုးရေကိုစူးစောင်းကမြေထဲစိတ်ဝင်အောင်ကူညီပေးပါတယ်။ဒါဟာအချင်းကြကြမိုးကောင်ရေရှာတဲ့ကယ်လီဖိုးနီးယားအတွက်အရန်တုံဝင်ပါတယ်။အပင်တွေအတွက်လိုအပ်တဲ့ရေဓာတ်ကိုကောက်ယူကမိုးရွာတုံးကတူလောင်ထားတဲ့ရေကိုဖြည်းဖြည်းချင်းပြန်လွှတ်ပေးပါတယ်။အချင်းကြလာတာနဲ့အမျှကောက်ယူတွေကပုံဆွေပြီးအဟာရဓာတ်တွေကိုမြေစီလွာနဲ့အပင်တွေစီဖြည်းဖြည်းချင်းထုတ်လွှတ်ပေးပါတယ်။ဒါဟာအချင်းတွေမကောင်းတဲ့ဂျာကရှင်တန်နေရတဲ့ကယ်လီဖိုးနီးယားရဲ့တစ်ပင်ပန်းမှန်တွေအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။နောက်ပြီးပေါင်းပင်ပြဿနာလည်းရှိပါသေးတယ်။ ဦးအင်းမူတွေကကောက်ယူကပေါင်းမင်တွေကိုမပောက်အောင်ကူညီပေးတယ်လို့ဆိုပါရယ်ဒီအချက်ကတော်မီကြောင့်ပျက်စီးသွားတဲ့မြေစီတွေမှာပောက်ရောက်ဖို့ပို့ကြိုးစားရတဲ့အပင်တွေအတွက်အထူးအသုံးဝင်ပါရယ်မိလောင်ပြီးတဲ့နောက်မြေတိုက်စားမှုကိုကာကွယ်ဖို့အတွက်မြေဆွေးချခြင်းဟာကယ်လီဖိုးနီးယားဒဟာရီရဲ့တီထွင်မှုတော့မဟုတ်ပါဘူးဟုတ်ပါရယ်ဒီပြည်ရှင်နေရ2020ပြည်နှစ်ကမ်ရွန်တောင်ထိပ်လိုပိုပြီးပြင်းထန်တဲ့မိလောင်ကျွမ်းမှုတွေမှာတော့အကျိတ်များစွာအသုံးဝင်ခဲ့တာကိုတသက်ပြခဲ့ပြီးသားပါကော်လိုရာဒိုပြည်နယ်ကမ်ရွန်တောင်ထိပ်မိလောက်မှုကအေကာ2300နီးပါးထိခိုက်ခဲ့ပါသည် အပူချိန်လွန်ခဲ့တာဆိုတိုင်းစာနေတာမြေမျက်နှာတွင်ပြင်းကြမ်းတမ်းတာနဲ့လေပြင်းတိုက်ခတ်တာစတဲ့အခြေအနေတွေဟာကယ်လီဖိုးနီးယားနဲ့အထူးတူနီးပါပါဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကလည်းကြောက်စရာပါသူတေတီတွေကတောင်ကုန်းတွေပေါ်ကတစ်တော်မြေစည်းလွှာဟာအပေါ်ရန်လွှာကိုဆုံးရှုံးသွားမယ်လို့ချက်ချင်းထောက်ပြခဲ့ကြပါတယ်မိုးရွာတဲ့အခါဒီအပေါ်ရန်လွှာကိုစေးကျော်သွားပြီးရေစည်းစင်းမှုနဲ့အာဟာရဓာတ်တွေပိုရှန်စွာစီးဝင်သွားစေမှာပေါ့2021ခုနှစ်နွေရာသီမှာပူဒရီမြစ်ပေါ်ကလမ်းတွေရေတိုက်စားခံရတာ ရုပ်တရက်ရေးကြည့်တာနဲ့ရှွညွန်တွေစီးကြတာတွေအဖြစ်များလာပြီးမြေရီကိုတိုင်းကလည်းအနေအနှစ်တွေကြောင့်မဲမောင်သွားပါတယ်။ဒါမိုးတဲတဲ့သောရွာသွန်းမှုကြောင့်မီးလောင်ထားတဲ့နေရာတွေစီကမီးခိုးမှုံပြာနဲ့မီးလောင်ကျွမ်းတဲ့တစ်ပင်အကျွင်းကြံတွေမြစ်ထဲစီးဆင်းသွားတာကိုပြသနေပါတယ်။ဥပမာ2021ခုနှစ်ဇူလိုင်လရေကြီးမှုတစ်ခုမှာလူတချို့ထိခိုက်ခဲ့ရပြီးအဆောင်တချို့ပျက်စီးခဲ့ပါတယ်။ဒါကြောင့်တခုခုလှုပ်ဖို့လိုလာခဲ့ပါပြီ။ရဲရင်တွေကမီးလောင်ပျက်စီးနေတဲ့ area ဘောကနေကောက်ရိုးတွေကိုဖြန့်ချခဲ့ပါတယ်။ ပူဒရီမြေရေကြောမှာအေကာ1000ကျော်နဲ့ Big Stone Sing မြေရေကြောမှာအေကာ1480ကိုကောက်ယူရည်နဲ့ဖုံးအုပ်ခဲ့ပါတယ်။ဒီလိုမျိုးမြေဆွေးချရာကစဘာကောက်ယူအပြင်တစ်တာဖြတ်ဖက်တွေကိုလည်းအသုံးပြုခဲ့ပါတယ်။ဒီစီမံကိန်းဟာထျောက်တဲ့ဖြည့်ရှင်းမှုတစ်ခုလို့သတ်မှတ်ခဲ့ပေမဲ့တခုတည်းသောအားနဲ့ချက်ကတော့ဈေးကြီးလွန်းတာပါ။ရိုင်းရင်အဖွဲရဲ့တစ်ခေါက်ပြန်တန်းနှုတ်တစ်ခုတည်းကအေကာ1.4တန်အတွက်ဒေါ်လာ9000အားနဲ့6000ကျပ်ကုန်ကြပါတယ်။တခြားကုန်ကြမ်းစစ်တွေပါထည့်ပြီးတွက်မယ်ဆိုရင်စုစုပေါင်း ဒေါ်လာ30တန်းလောက်ကုန်ကြတယ်လို့ခန့်မှန်းရပါတယ်။ကင်မရွန်တောင်ထိပ်မီလာမှုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာမြေတိုက်စားမှုကိုထိန်းချုပ်ဖို့အောက်ပါအတားအဆီးတွေကိုလည်းအသုံးပြုခဲ့ကြပါတယ်။ပထမတစ်ချက်ကကောက်ယူအတားအဆီးတွေပါ။ဂျုံဓာတ်မှုစပားကောက်ယူအပြင်တစ်သားမြင်တွေနဲ့ပြုလုပ်ထားပါတယ်။ပြိုကွဲမှုမရှိအောင်စလင်နာပုံစံလှိမ့်ပြီးဘိုက်ကွန်လေးနဲ့ပတ်ထားတာပါ။လုံဆောင်မုံကလည်းယူရှင်ပါတယ်။တောင်ဆောင်ရဲ့ပုံတံတန်းအတိုင်းကောက်ယူအတားအဆီးကိုထားလိုက်ပြီးရေစည်းစင်းမှုကိုနှိကွေးစေတာပါ။ ေစီလာတိုက်စားမှုရဲ့အဓိကပြဿနာတစ်ခုဖြစ်တဲ့အနေအနှစ်တွေကိုရေကခွဲထုတ်ပြီးထိန်းထားပေးပါတယ်။အားနေချက်ကတော့မကြသေးမီကလေးလချက်တွေအရာမိုးတဲထန်စွာရွာသွန်းချိန်မှာတိတ်ပြီးမထိရောက်ပါဘူး။ရေခန်းနိုင်စွမ်းကလှည့်မြန်စွာကြောတုံသွားနိုင်ပါတယ်။အဲ့ဒီအပြင်တိစားမှုမကောင်းရင်ရေစီးစဲမှုကိုတဏျာတဲ့စူးစီးသွားစေပြီးညေတိုက်စားမှုကိုပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့်မိုးပြပြင်းရွာတဲ့ကယ်လီဖိုးနီးယားတတော်ဒါဟာအကောင်ဆုံးရွေးချယ်မှုမဟုတ်ပါဘူး။ဒုတိယတစ်ခုကတော့တက်လုံးတွေပါ။တက်လုံးတွေကိုမီးလောင်ပြီးပျက်စီးနေတဲ့ မဆောက်မှု20ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းရှိတဲ့တောင်ဆောင်းတွေမှာအသုံးပြုပါတယ်။ဒါဟာကောက်ရိုးအတားအဆီးတွေလိုပါ။ဒါပေမဲ့တက်လုံးတွေကလိမ့်ချနိုင်တာမလို့တစ်စိတ်တစ်ပိုင်းမြင်းမြုပ်ထားပါတယ်။လုံဆောင်မောင်ကကောက်ရိုးအတားအဆီးတွေနဲ့အတူတူပါ။ရေစည်စည်မှုကို short ချနိုင်တယ်လို့လေးလာမှုတွေကပြသပေမဲ့မိုးနေနေရွာတဲ့အခါမှသာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရတသိမ်းမဲ့မဲ့ရွာရင်တော့တိတိတသားအကျိုးတရားမှုရှိနိုင်ပေါ်ရမရှိပါဘူးတတရနီးကတော့အပင်ဆိုင်ပြိုးတာပါရိုးရှင်းစွာမျိုးစေ့ချပြီးမီးလောင်ထားတဲ့မျက်နှာပြင်ကိုပြန်လဲထူထောင်ခြင်းဖြစ်ပါလေဒေသခံအပင်တွေရဲ့ မျိုးစိတ်ပြောင်းလဲမှုမဖြစ်စေဖို့မျိုးပွားခြင်းမရှိတဲ့နှိရှိပင်တွေကိုရွေးချယ်လေးရှိပါတယ်။လေရင်ဒါမှမဟုတ် drone တွေကိုအသုံးပြုပြီးမျိုးစိတ်တွေဖြန့်ကျဲတက်ပါတယ်။ဒီနီလန်ကို1980-1980ပြည်လုံးနှစ်တွေတုန်းကအများဆုံးသုံးခဲ့ပြီးမယ်။အခုတော့အသုံးမများတော့ပါဘူး။အဓိကအကြောင်းရင်းကတော့ဒေသခံမျိုးရင်းမဟုတ်တဲ့အပင်မျိုးစိတ်တွေဝင်ရောက်လာပြီးဒေသခံတစ်ပင်တွေပြန်လည်ရှင်သန်မှုကိုအနှောက်အယှက်ပေးနိုင်တဲ့အန္တရာယ်ရှိလို့ပါ။နောက်ပြီးမီးလောင်ပြီးပထမနှစ်မှာမျိုးစိတ်ရှင်သန်နှုန်းနည်းတာကြောင့် မြေတိုက်စားမှုနဲ့ရေကြီးမှုကိုထိရောက်စွာကာကွယ်ပေးနိုင်တဲ့အထီးအပင်တွေမရှင်သန်နိုင်ခဲ့ပါဘူး။ခြုံငုံကြီးမယ်ဆိုရင်တော့ကောက်ရိုးမြေဆွေးချခြင်းဟာအထီးရောက်ဆုံးနည်းလမ်းဖြစ်ပုံပါ။ဒါပေမဲ့လည်းတောင်ကုန်းတွေဘက်ကမြေတိုက်စားမှုကိုကင်တွဲဖြေရှင်းရမှာဗပောင်းဆောင်ချီကပ်မှုလိုတယ်ဆိုတာတော့သတိပြုသင့်ပါရဲ့။မီးကြောင်အပင်မဲ့သွားတဲ့တောင်ဆောင်တွေရဲ့အန္တရာယ်ဟာဖြေရှင်းနည်းတစ်ခုတည်းနဲ့ဖြေရှင်းလို့မရနိုင်လောက်ရှုပ်ထွေးလွန်းတဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။